မင်္ဂလာပါလို့ဦးစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘာမီရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်ဇလန်းအစမှာပဲဆယ်မာနဲ့အာမန်တို့ရဲ့မင်္ဂလာပွဲပါနှုတ်ဦးသဘောတူခန်းခန်းနာနာနဲ့လက်ထက်ကြပြီးပျော်ပျော်ရွှင်ရွှင်နဲ့ပါပဲဆယ်မာဟာမိဘမဲ့တယောက်ဖြစ်ပြီးဦးလေးကာရီရဲ့ဘာသာရေးကျောင်းမှာပဲကြီးပြင်းခဲ့တာပါဒီလိုနဲ့မင်္ဂလာပွဲအောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါတယ်အဲ့ဒီနောက်ဆယ်မာကလက်ထက်ပြီး6လနဲ့အကြာမှာတော့ ကိုဝင်လဲထားရပြီးအာမန်ကအလုံးနဲ့အိမ်ပြန်နောက်ကျတာကြောင့်တယောက်တည်းမဖြစ်စေဖို့အတွက်ယောက်ကမရဲ့အိမ်ကိုလိုက်နေဖို့ဖြစ်လာပါတယ်။ဆယ်မာကပစ္စည်းတွေတိမ့်နေချိန်မှာရေချိုးကန်းထဲကနေရေဖွင့်တံကိုကြားလိုက်ရတာ။သူမှလည်းသွားကြည့်တော့ရေချိုးကန်းထဲမှာလူမရှိဘဲဖြစ်နေတာပါ။ဒီတော့ရေကိုသွားပိတ်လိုက်ပြီးအခန်းထဲမှာလည်းခြားထားတဲ့ပရိတ်ရေပလင်းတလုံးကိုတွေးလိုက်ရလို့ကောက်ယူကြည့်တဲ့အခါမှာတော့သူကြည့်နေရင်းမှာပဲပုတ်တိုးနေတဲ့အရေးတွေအဖြစ်ပြောင်းသွားလို့ထိတ်လန့်ပြီးလွတ်ချမိသွားကအခန်းထဲကနေအမြန်ထွက်လာလိုက်ပါတယ် ီလိုနဲ့ခဏအကြာမှာပဲတငယ်ချင်းအင်ဒရီကရုတ်တရက်ရောက်လာပြီးသူ့ကိုဝိုင်းကူသိမ့်ပေးပါတယ်ပစ္စည်းတွေကိုသိမ့်ပြီးအိမ်ကနေထွက်သွားတာနဲ့အိမ်ထဲမှာမကောင်းဆိုးဝါးရဲ့အရေးတစ်ခုပေါ်လာကဒါကိုဆယ်မာတို့ကတော့မသိလိုက်ကြပါဘူးဒီလိုနဲ့တငယ်ချင်းအင်ဒရီကလည်းကုညီပေးကရောက်ကမအိမ်ကိုပြောင်းလာခဲ့ကြပါတယ်အိမ်ကိုရောက်တာနဲ့အာမန်ရဲ့အမေကလည်းဖော်ရည်စာနဲ့ကြိုးဆူလိုက်ကအိမ်ထဲကိုဝင်လာလိုက်ပြီးသူမပြတင်းတကားကိုဖွင့်လိုက်ချင် ာမန်ရဲ့အမေကပြတင်းတကားတွေကိုဖွင့်တာမကြိုက်ဘူးလို့လေးသားမမနဲ့ပြောလာပါတယ်။ဆယ်မာလည်းချက်ချင်းပဲပြန်ပိတ်လိုက်တော့အာမန်ရဲ့အမေကအနားကိုရောက်လာပြီးအိမ်ကြီးချင်းတွေကမဆိုင်တာတွေကိုဝင်ပါတက်ကြလို့ပါလို့ဆိုပါတယ်။ဒီလိုနဲ့သူတို့နေရမယ့်အခန်းကိုရောက်တော့အာမန်ကဆယ်မာရဲ့အနားကိုကတ်နေချင်းအင်ဒရီကရောက်လာပြီးထမင်းစားဖို့ခေါ်နေတယ်လို့ဆိုတဲ့အတွက်ထွက်လာခဲ့ကြပါတယ်။အာမန်ကတော့အင်ဒရီကိုလိုက်ပို့ပေးလိုက်ပြီးဇေမာကတော့ဝိပုစုတောင်းစာရွတ်နေချင အမအနောက်ကနေဝင်လာပြီးအိတ်တော်မယ်လို့ဆိုကအိယာတဲကိုဝင်သွားချိန်စေမာကတော့ဝေပြူလက်စားနဲ့မို့တေချာလှဲ့ပြီးမကြည့်လိုက်မိပါဘူးသူမှဝေပြူဆူတောင်းပြီးလို့စကားလှမ်းပြောတဲ့အချိန်မှာတော့အိယာတဲမှာယောက်ျားဖြစ်သူကရှိမနေပဲအခုမှအပြင်ကနေအခန်းထဲကိုရောက်လာတာပါစေမာလည်းစဉ်းစားမရဖြစ်သွားပြီးဒီလိုထပ်မဖြစ်အောင်လို့ယောက်ျားဖြစ်သူနဲ့အတူဝေပြူလိုက်ကြပါတယ်ညရောက်တဲ့အခါမှာတော့စေမာကအိတ်မပြောဘဲနိုးလာတဲ့အချိန်မျက်နှာချက်ကနေသူ့ရီထွက်ကြလာကသူမရဲ့ဘိုက်ဘော်ကိုကြာလာပါတယ် ပြင်မှာလည်းမိုးတွေချိန်လို့ပါပဲ။သူမအရန်ကိုထိတ်လန့်နေချိန်မှာပဲအိမ်မက်ဖြစ်နေပြီးလန်နှိုးလာပါတယ်။နှိုးလာတဲ့အခါမှာတော့ပျောက်သွားတဲ့အတွက်ပြန်လှည့်ပြီးအိတ်နေချိန်သူရဲ့ဘိုက်ဘော်ကိုတစ်ခုခုတတ်လာတာကိုခံစားမိတဲ့အတွက်ဆောင်းကိုလှက်ကြည့်လိုက်တဲ့အခါမှာတော့ကြောက်စရာမျက်နှာကြီးကိုမြင်ပြီးထိတ်လန့်ကောင်းအော်ဟေးလိုက်တဲ့အတွက်အာမန်လည်းနှိုးလာပါတယ်။သူမလည်းအခုမှအိမ်မက်ကနေတကယ်နှိုးလာတာပါ။အရန်ထိတ်လန့်နေတဲ့အတွက်အာမန်ကသူ့ကိုဖတ်ထားပေးလိုက်ပါတယ်။ ။နောက်တနေ့မနက်ကိုရောက်တဲ့အခါမှာတော့အာမန်ရဲ့အမေလစ်ထရီကိုအိမ်မှာဆူတောင်းပွဲကျင်းပမှာဖြစ်လို့ဘေးအိမ်တွေကိုဖိတ်ရကောင်းမလားလို့ဆိုတော့သူတို့ကတတိတတန့်နေတာဖြစ်လို့ဘေးအိမ်ကြီးနာချင်းတွေနဲ့မတိဘူးလို့ဆိုပါတယ်။ဒါပေမဲ့အာမန်ကအခုတည်သွားအောင်ဖိတ်လိုက်ပါမယ်လို့ပြောလိုက်တဲ့အတွက်ဖိတ်လိုက်ပြီးနောက်နေ့ဆူတောင်းပွဲကိုစတင်ကြပါတယ်။ဘာသာရေးဆရာလည်းရောက်လာပြီးစဖို့လုပ်တဲ့အချိန်အဲ့တဲ့တွေတဲကနေလစ်ထရီကတခါမှဆူတောင်းပွဲမလုပ်ဘူးပါဘူး။ဘာလို့များလဲလို့ဆက်စုနေကြပါသေးတယ်။ ဒီလိုနဲ့လူစုံတက်စုံစုတောင်းနေကြခြင်းမိတွေလည်းတစ်ဖြက်ဖြက်ဖြစ်လာသလိုချက်ချင်းပဲမိုးတွေလည်းတဲကြီးမဲကြီးရွာကလျှက်စည်းတွေကလည်းလက်လာတဲ့အတွက်အမေဖြစ်သူကသူ့ရဲ့ပစ္စည်းတွေရေးရီစုပ်ကုန်ပါပြီဆိုပြီးစုတောင်းတဲ့အထဲမှာလဲသူလည်းမပါဝင်တော့ပဲအပြင်ကပစ္စည်းတွေကိုတင်ခိုင်းနေတာပါစုတောင်းပွဲပြီးသွားတဲ့အခါမှာတော့အားလုံးပြန်တဲ့လူကပြန်နေကြခြင်းဘာသာရေးဆရာကိုလည်းပြန်လိုက်ပို့လိုက်ပြီးအိမ်ထဲဝင်မယ်အလုံးမှာအမျိုးသမီးတယောက်ကဆယ်မာကိုလှန့်ခေါ်ပါတယ်ဒီတော့ဘသူလဲလို့ဆိုတော့အမျိုးသမီးကသူ့ကိုယ်သူဒီယာလို့မိတ်ဆက်လိုက်ပြီး မင်းရဲ့အမေကရော အစဉ်ပြေးရလားမိုးရီရွာတာကြောင့်လို့မေးတော့အန်ဒီလက်ထရီကသူ့ရဲ့ပစ္စည်းတွေစိုးကုန်လို့ဆိုပြီးစိတ်ဆိုးနေကဒီယာကလည်းအသက်ကြီးတဲ့လူတွေဆိုတာဒီလိုပါပဲလို့ပြောပြီးဆယ်မာကနှုတ်ဆက်ခါပြန်သွားပါတယ်တနေ့ဆယ်မာကဟင်းချက်နေတာကိုရောက်ကမဖြစ်သူကဟိုဟာချက်ပါဒီယာချက်ပါဟိုဟာကကောင်းပါတယ်နဲ့အမျိုးမျိုးတွေပြောနေပြီးဆယ်မာလည်းသူပြောတဲ့အတိုင်းချက်ပေးဖို့ပြင်တော့လေကလီစာတွေမကြွေးဘူးဆိုတာဘာလို့ချက်လဲလို့ပြောတဲ့ံကိုကြားလိုက်ရလို့လှည့်ကြည့်လိုက်တဲ့အခါမှာ အန်တီလစ်ထရီကသူမပြောသလိုပါပဲအဲ့ဒီနောက်မှာတော့ဆယ်မားလဲဟင်းတွေချက်ပြီးတာနဲ့အာမန်ရဲ့ရုံးကိုလိုက်သွားပြီးဟင်းချက်ထားတာတွေသွားပို့ပါတယ်သူရုံးကိုရောက်တော့ကြောင်ညာဆိုင်ဘုတ်ကမင်းကလေးလှလှလေးတယောက်ကိုတွေ့လိုက်ရကအပြင်မှာလဲမြင်လိုက်ရလို့ယောက်ျားဖြစ်သူကိုစိတ်မချဖြစ်သွားကမျက်နှာတိတ်မကောင်းတော့ပါဘူးဒီလိုနဲ့ဆက်သွားရင်အာမန်နဲ့တွေ့တဲ့အခါမှာကိုယ်တိုင်လာပို့စရာမလိုပဲတခြားလူတွေကိုပို့ခိုင်းလိုက်လို့ရပါတယ်လို့ဆိုပါတယ်ဇယ်မာစိတ်ချမ်းသာအောင်ပြောဆိုနေကနှစ်ယောက်သားအစဉ်ပြေလို့ပါပဲ ူရဲ့တငယ်ချင်းဖြစ်သူအင်ဒရီကလည်းအာမန်နဲ့အတူအလုပ်လုပ်တာပါဒီတော့အင်ဒရီနဲ့စကားပြောကြရင်ကလေးမွေးပြီးတာနဲ့အာမန်ဆောက်ထားတဲ့အိမ်မှာနှစ်ယောက်နေဖို့ပြောင်းနေကြဖို့လို့ဆိုကာဆယ်မာကလည်း "तू လည်းအဲ့ဒီလိုပဲတွေးထားတာဖြစ်ကြောင်းနဲ့အင်ဒရီကလည်း तू လည်းဖြောင်းဖျားကြည့်ပါမယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့အင်ဒရီတယောက်အိမ်မှာတယောက်တည်းရှိနေချိန်မှာအပေါ်ထက်ခိုးကနေအတန်တစ်ခုကိုကြားလိုက်ရပါတယ်ဒါပေမဲ့ပထမတော့အမှုန့်မဲ့အမှတ်မဲ့ပါပဲလောက်ဆရာရှိတာကိုဆက်လုံနေတော့မှာပဲ အတန်ထက်ကြားလိုက်ရပြီလက်ကြည့်တော့ခဲလုံးတလုံးကျလာပါတယ်။ဆယ်မာလဲအပြင်ကအန်တီဆူမီကတပြက်စီလဲနေရင်ရောက်လာတယ်မှတ်ပြီးတကားကိုပိတ်ပြီးပြန်ထိုင်နေတော့မှအပေါ်ကနေထပ်ပြီးအတန်ကြားရပြန်ပါတယ်။ဆယ်မာလဲစိတ်လို့ရှားလာပြီးအတန်ကြားတဲ့နေရာကိုတက်ကြည့်လိုက်တဲ့အခါမှာတော့မျက်နာအနီရောင်နဲ့ဂျင်းကိုမြင်သွားကလက်မီပြုတ်ဥကြမှာပဲပန်အိုတလုံးကို တိုက်မိပြီးကွဲသွားပါတယ်။အတန်ကြားတော့အန်တီလက်ထရီကရောက်လာကား ဇေမာကလည်းတောင်းပန်လိုက်ရင်အပေါ်ကအတန်ကြားတယ်လို့ဆိုတော့ကြွက်တင်များလားလို့မေးကသူအနာကို ရောက်လာတော့လေအပေါ်ကနေအတန်ကိုထတ်ကြားရပြန်ပါတယ်အာမန်ပြန်လာမှတက်ကြည့်ခိုင်းမယ်လို့ပြောလိုက်ချိန်မှာပဲဖုံးမိတဲ့အတန်ကြားလို့လန့်သွားကြပြီပစ္စည်းလာပိုးတယ်ဖုံးပါဇေမာကိုသွားခိုင်းလိုက်ပြီးအတန်ကလည်းမကြားတော့ပါဘူးပစ္စည်းလာပိုးတဲ့လူကဒီကဖြစ်ပြီးဇေမာရဲ့တငယ်ချင်းပါသူတို့ကအရန်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ကြပြီးတရင်တနည်းရှိတာကိုလေလက်ရှိကတိတ်သဘောမကျပါဘူး ဆင်မရဲ့လက်ကအနာကိုကြည်ပေးနေတဲ့အချိန်အာမန်ပြန်ရောက်လာတာနဲ့တူတော့ဒီကပြန်သွားတာနဲ့တဝင်းတိုးတဲ့စကားတွေကိုပြောလာတဲ့အတွက်ဆင်မကလည်းသူ့ကိုဒီကကကိုင်ကြီးနေတာပါလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အာမန်ကအတန်ကြားရတယ်ဆိုတဲ့ထက်ခိုးပေါ်ကိုတက်ပြီးစစ်စစ်ကြည့်နေချင်းသူအရှိကိုကြည့်နေတုန်းမှပဲအနောက်ကနေဇပင်ဖားလျားနဲ့ဂျင်းစကောင်ပေါ်လာပါတယ်။သူလှည့်ကြည့်တော့လန့်ပြီးအော်ချလိုက်မိလို့အောက်ကစောင့်နေတဲ့ဆင်မကစိုးရိမ်သွားပြီးဘာဖြစ်တာလဲလို့မေးတော့ ာမန်ကကြွက်တွေပါလို့ဆိုကဆင်းလာကအပေါ်မှာဘာမှမရှိပါဘူးလို့ဆိုပါတယ်။အဲဒီနောက်မှာတော့အာမန်ကဆယ်မာကိုနှုတ်ဆက်ပြီးအလုပ်ကိုထွက်သွားတဲ့အခါမှာနဆွဲလေးတစ်ခုကကြကြံခဲ့တာကိုတွေ့လိုက်ပြီးကြောက်ကြည့်နေချင်းအိမ်ခြံထဲကိုဒီယာကရောက်လာပြီးဆယ်မာတို့မိသားစုအတွက်ဟင်းတွေလာပေးတာပါ။ဒါကိုသူကလည်းမြည်ကြည့်လိုက်ပြီးသူတို့ကလည်းအဆက်ကြိုက်တယ်လို့ပြောရင်းကျေးဇူးတင်ချောင်းနဲ့အိမ်ထဲကိုဝင်ပါအောင်လို့ဖိတ်လိုက်တော့မဝင်တော့ပါဘူးသူ့အိမ်ကိုလည်းအလဲလာလို့ရပါတယ်လို့ဆိုပါတယ်အိမ်ကဘယ်မှာလဲလို့မေးတော့ လမ်းတောင်ကျိုးကအပင်ကြီးရဲ့ဘေးကအိမ်ပါလို့ဆိုပါတယ်ဒီတော့ဆယ်မားလဲဟင်းတွေကိုအန်တီဆူမီကိုပေးလိုက်ပြီးအမ်မာအတွက်နဲ့သူ့ဦးလေးအတွက်ခွဲထည့်ခိုင်းလိုက်တာတဆက်သေးမှာပဲဒီမှာတခုခုထူးဆန်းတာတွေကြုံပူလာလုံးပြီးတော့အန်တီဆူမီကမျက်နှာပြတ်သွားပြီးဘာမှမရှိပါဘူးတမီးကကိုဝင်လွယ်ထားရတော့ဒီလိုပဲဖြစ်တတ်ပါတယ်လို့နှစ်သိပ်ပေးလိုက်ပြီးဟင်းတွေကိုဖွင့်ပြီးထုတ်ပိုးပေးလိုက်ပါတယ်ဆယ်မားလဲအပြင်သွားဖို့အတွက်ပြင်ဆင်နေရင်နှက်ဆွဲကိုလည်းမြင်ပြီးတိတ်မကျေနပ်သလိုကိုကိုကိုလည်းမှန်ထဲမှာကြည့်နေရင်းကနေ စိတ်အလိုမကျတာတွေဖြစ်လာပြီးအလှတွေစွပြင်းနေရင်ပြုတ်အံလာပါတယ်။ဒါပေမဲ့ပြန်ကောင်းသွားပြီးဟင်းတွေသွားပွေးဖို့လှုပ်ချင်ဂျာကမဖြစ်သူကဟင်းတွေကိုဘသူလာပေးတာလဲလို့မေးတော့ဒီယာလာပေးတာပါလို့ပြောလိုက်ချင်းဒီယာဆိုတာဘသူလဲဆိုတာကိုမသိပါဘူး။အန်တီဆူမီလည်းမသိဖြစ်နေပြီးလမ်းတောင်ကအိမ်ကပါလို့ပြောလိုက်ကဟင်းဘူးတွေကိုယူပြီးထွက်သွားပါတယ်။ဘာသာရေးဆရာဦးလေးကိုတွေ့တော့တဘာဝလုံးတစ်ခုခုကိုခန်းစားမိနေကြောင်းနဲ့ အာမန်ကလည်းအလုံးနဲ့စိတ်ပိစည်းနေလို့သူ့ကိုလည်းထပ်ပြီးဝင်မပြီးစေချင်လို့မပြောထားဘူးလို့ဆိုပါတယ်။ဒီတော့ဦးလေးကအိမ်ထောင်ဦးကာလမှာဆိုရင်ကြုံတက်တာကသဘာဝပါပဲ။သမီးကြုံတွေ့နေရတာတွေကိုအာမန်ကိုဖွင့်ပြောတင်ကြောင်းနဲ့သမီးရဲ့သွားလေသူမိဘတွေကိုလည်းဆူတောင်းပေးပြီးအလားစီမှာဆူတောင်းပါလို့ဆိုပါတယ်။ဦးလေးကာကြီးကလည်းသူ့လည်းရေမန်းနဲ့ဆူတောင်းပေးလိုက်ပါမယ်လို့ပြောဆိုနေကသူ့အတွက်ဟင်းယူလာတယ်လို့ပြောတဲ့အတွက်ထုတ်ပေးလိုက်တဲ့အခါမှာအတူတူစားကြရအောင်လို့ဆိုကဖွင့်ကြည့်လိုက်တော့ ဟင်းတွေကလောက်တွေနဲ့အပုတ်တွေဖြစ်နေတာပါဒီအချိန်မှာပဲအာမန်ကလည်းသူ့ဟင်းကိုဖြန့်ကြည့်လိုက်တော့လောက်တွေနဲ့အပုတ်တွေပါပဲဒီတော့အင်ကိုပြန်ရောက်တော့ဆယ်မားကသူ့တော်မြည်ကြည့်တာအကောင်းတွေပါတယောက်ယောက်လဲလိုက်တာနေမှလို့ပြောနေလို့အာမန်ကဟောက်လိုက်တဲ့အတွက်စိတ်ဆိုးပြီးထွက်သွားပါတယ်ဒီလိုနဲ့အာမန်အင်အပြင်မှာထိုင်နေချင်းသူမိချစ်ကိုချိန်လိုက်ချိန်မှာပဲငှက်တကောင်ကဟိုပြေးတီးပြေးလုံနေတဲ့အတန်ကိုကြားပြီးထိတ်လန့်နေချိန်မှာပဲရုတ်တရက်အမေဖြစ်သူကရောက်လာလို့လန့်သွားပါတယ်သူ့ကိုဆေးလိပ်တွေပြတ်သွားပြီးထင်းနေတာပါလို့ဆိုကာ ဆယ်မာကအင်ကိုရောက်ကတဲ့ကအမြဲတမ်းစိုးရင်ကြောက်လန့်နေတာကိုမြင်နေရတယ်။တခုခုဆိုရင်ထုတ်ပြောပြီးရှင်းပါအမေလိုမျိုးသိပ်ထားတဲ့သူမဖြစ်စေနဲ့လို့တားပြစ်သူကိုဆုံးမနေတာပါ။အိမ်ထဲမှာလဲဆယ်မာကသူ့ရဲ့ဘိုက်ကိုသူကြည့်ရင်ဝမ်းနေတယ်လို့ခံစားရကဒီလိုဖြစ်တာကလည်းအနောက်ရှက်တခုခုကြောက်ပါပဲ။သူအိမ်ထဲကိုရှိနေတုန်းအပြင်ကအတန်ကြားလိုက်ရလို့ထွက်ကြည့်တော့ညကလည်းမောင်နေကအပြင်မှာလည်းဘာမှရှိမနေပါဘူး။ဟိုဟိုဒီဒီလိုက်ကြည့်နေရင်းပါပဲ။စိတ်ချောက်ချားလာလို့အနောက်ကိုပြန်အဆုတ် လဲဘီအန်ဒီဆူမီနဲ့တိုးပြီးလန့်သွားပါတယ်အာမန်ဘယ်မှာလဲလို့မေးပြီးအထဲကိုပြန်ဝင်သွားတော့အန်ဒီဆူမီကလည်းအမိုက်တွေသွားပစ်လိုက်ပြီးပြန်ဖို့လှုပ်ချိန်မှာပဲမီးတွေကတစ်ဖက်ဖြက်ဖြစ်လာလို့ကြည်နေမှာပဲမီးကမှိတ်သွားပါတယ်ဒီတော့သူလည်းကြက်တီးထလာပြီးပြန်အလှဲ့မီးကရုတ်တရက်ပြန်ပွင့်လာပြီးအရင်မဲကြီးတစ်ခုကသူ့အနားကိုတိုးလာတာတဖြည်းဖြည်းအနားကိုကတ်လာလို့အ мян ထွက်ပြေးလိုက်ရပါတယ်ဆယ်မာကလည်းအိတ်ခမ်းကိုရောက်တဲ့အခါမှာ အာမန်ရဲ့ဘုံကမြည်နေလို့တွားကင်ဖို့လှုပ်ချိန်မှာလက်ကိုဖမ်းဆွဲပြီးအလောက်ကဖုံးပဲဖြစ်မှာပါမနှက်မှကင်မယ်လို့ဆိုပြီးအိတ်သွားပါတယ်ဒီတော့ဆဲမလည်းအိတ်ရဲထဲကိုရောက်တော့အာမန်ကသူ့ကိုဂယုမဆိုင်တာကိုဝမ်းနေနေတာပါနောက်တနေ့မနှက်မှာတော့ဆဲမကကာယီပေးလိုက်တဲ့ရင်မန်းကိုခွက်သုံးခွက်နဲ့ထည့်ပြီးအိမ်ရဲ့တနေရာစီမှာလိုက်ထားလိုက်ကဒါကို literary ကလည်းမြင်သွားပါတယ်သူတခုခုတော့ဖြစ်နေပြီဆိုတာကိုလည်းရိပ်မိနေတာပါဆဲမကသူ့ယုံကန်းနဲ့တယောက်တည်းထိုင်နေချင်းထုံးစံတိုင်းပဲအတန်တွေကြားလာရပြီ ရုတ်တရက်နိုင်ရန်လေးပါအကွဲထွက်လာပြီးပြိုကျမလို့ဖြစ်လာကသူမလည်းကြောက်ပြီးဖျားထားလိုက်ချိန်မှာပဲအကုန်ပြောက်ွယ်သွားပါတယ်။ဒါပေမဲ့သူတိဆောက်ထားတဲ့အိမ်ပုံလေးကတော့ပျက်စီးသွားပါပြီ။အာမန်ကလည်းရုံးမှာအလုပ်ကိစ္စနဲ့အလုပ်ရှုပ်နေချိန်ဆယ်မာကဖုန်းတွေဆက်လို့အာမန်လည်းအလုပ်ဖြတ်ပြီးဖုန်းကင်ကအရေးကြီးနေကြောင်းရှင်းပြတယ်လို့ဆယ်မာကလည်းသူအိမ်မှာဖြစ်ပျက်နေတာတွေကိုပြောပြလိုက်ပါတယ်။သူတို့စကားပြောနေရင်ဖုန်းကကြာသွားပြီးရုတ်တရက်ဆယ်မာကသူ့ကိုပြောတယ်လို့အတန်ကြားလိုက်ရကား နင်ရဲ့ project မအောင်မြင်ပါစေနဲ့လို့ကြိမ်သွားတာပါ။အာမန်လည်းအံ့ဩသွားပြီးဆယ်မာပြောတယ်ပဲထင်လိုက်ပါတယ်။ဆယ်မာကလည်းသူ့ရဲ့ပြတ်သွားတဲ့အိမ်လေးကိုဒီကာကပြင်ပေးဖို့လာယူနေပြီးသူတို့စကားပြောနေချိန်မှာပဲအပေါ်တက်ထက်ခိုးကနေအတန်ကြားလိုက်ရပါတယ်။ဒီတော့ဒီကာကအပေါ်ကိုတက်ကြည့်လိုက်ချိန်ရုတ်တရက်လင်းလို့ထွက်လာပြီးဆယ်မာရဲ့အပေါ်မှာဝဲနေလို့ထိတ်လန့်အော်ဟစ်နေကဒီကာကမောင်းထုတ်ပြီးလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့စိတ်ညစ်နေတဲ့အာမန်ကိုအင်ဒရီကနှစ်သိမ့်ပေးလိုက်ရင်နင်တခုခုလိုရင်ငါရှိနေပါတယ်လို့ဆိုပါတယ်ဒီကလည်းဆယ်မာကိုနှုတ်ဆက်လိုက်ပြီးကားနဲ့ထွက်သွားတဲ့အချိန်ခြံထဲကိုဒီယာရောက်လာပြီးကိုဝင်ဆောင်ချိန်မှာဒီလိုတွေခံစားရတာဖြစ်တဲ့ကြောင်းနဲ့နင်ကကိုဝင်ဆောင်ထားရတာပါဒါကြောင့်မို့ခံစားချက်တွေကပြင်းထန်လာနိုင်ပါတယ်လို့ဆိုပါတယ်ဒါကိုလည်းရောက်ကမှဖြစ်သူကကြားသွားပြီးနားထောင်နေတာပါဒီယာကိုအိမ်တော်ရှိလားလို့ဆိုတော့ ကျမယောက်ျားတို့ကလည်းဒီလိုပဲပြဿနာကကျမလိုထင်နေခဲ့တာနောက်ဆုံးတော့သူကမိမတယောက်ရှိနေခဲ့တာလို့ဆိုတဲ့အတွက်ဆယ်မှာလည်းပိုးပြီးမျက်နှာပြတ်သွားရပါတယ်ဒီတော့အာမန်အိမ်ပြန်နောက်ကျလို့ရုံးမှာကြောင်ညာရှင်အမျိုးသမီးကအမျက်ရှိနေတာလားလို့အင်တာဗျူးကိုမေးတော့ပုံမှန်အတိုင်းပဲတခြားဝင်တန်းတွေလည်းရှိနေတာပါလို့ဆိုပါတယ်ဒီတော့စိတ်မချနိုင်ဖြစ်ပြီးအလုပ်ကိုလိုက်သွားတဲ့အခါမှာကြောင်ညာတဲ့ကဝိစုံအနီနဲ့အမျိုးသမီးကိုမြင်လိုက်ရလို့အနောက်ကနေလိုက်ကြည့်ရင်ပျောက်သွားပါတယ်ဒါကိုသူကပဲမြင်နေရတာပါ သူရှာနေရင်အမျိုးသမီးကအာမန်ရဲ့ရုံးခန်းထဲကနေပြန်ထွက်လာလို့အနောက်ကနေအတင်းလာရင်ချော်လဲမလို့ဖြစ်သွားကအင်ဒရီကရောက်လာပြီးဘာလို့အချိန်မရှိကြီးရောက်လာတာလဲလို့မေးပေမဲ့ဆယ်မာကတော့နင်းလဲဖုံးကွယ်ထားတာမလားလို့တမ်းပြီးရန်တွေကထွက်သွားပါတယ်အာမန်နဲ့တွေ့တော့လဲသူစိတ်ထဲထင်းနေတာတွေကိုသူမြင်တာတွေကိုပဲဒရဆက်ပြောနေကအာမန်ကနောက်မင်းမှရှိနေတယ်လို့စွတ်စွဲနေတာပါအာမန်ကဘလို့ပဲရှင်းပြရှင်းပြမရပါဘူးရုံးခန်းထဲကထွက်လာတဲ့အနီရောင်နဲ့အမျိုးသမီးကဘလို့ပတ်သက်နေတာလဲလို့ဇွတ်တွေပြောနေတာပါ တကယ်တော့ဒါကိုသူပဲမြင်နေရတာပါဒီတော့အာမန်လည်းယုံကလူတွေဝိုင်းကြည့်နေတာကြောင့်အတင်းခေါ်သွားပြီးကားထဲမှာစကားပြောရင်းအင်ကိုပြန်လာမှစကားများကြရင်ကားတိုက်မိမလို့ဖြစ်သွားရပါတယ်အင်ကိုရောက်တော့ဆယ်မားကသူ့ကိုယ်သူမှန်ထဲမှာကြည့်ရင်ပုံမှန်အတိုင်းလိုမထင်တော့ပဲပုံပြက်ပန်းပြက်ကြီးလိုမြင်နေကဝမ်းနဲ့ငိုကြွေးနေပြီးချက်ချင်းပဲရုတ်တရက်ပျောက်သွားကသူ့ရဲ့အမြင်အာရုံတွေထဲမှာပဲဖြစ်နေတာပါအာမန်ကလည်းတယောက်တည်းဆိုဖာပေါ်မှာအိတ်နေချင်းဆယ်မားကအနားကိုရောက်လာပြီးလေဘင်းကိုညှစ်ပါတော့တယ် ီတော့ तू လည်းအတင်းရုံးကန်ရင်းနဲ့ပဲလန်နိုးလာပြီးအိမ်မက်ပဲဖြစ်နေတာပါအဲ့ဒီနောက်အန်တီဆူမီကအပြင်ကနေပြန်လာမှဒီရာကိုမြင်လိုက်လို့အနောက်ကနေလိုက်ကြည့်နေရင်အိမ်တလုံးတည်းကိုဝင်သွားလို့အနောက်ကနေအန်တီဆူမီလည်းလိုက်ဝင်တဲ့အခါမှာအိမ်ကလုံမနေတဲ့အိမ်အပြည့်ကြီးဖြစ်နေတာပါဒီတော့ပြန်ဖို့လှုပ်လိုက်ချင်းဘသူကိုလာရှာတာပါလဲလို့ဆိုတဲ့အတန်းကိုကြားလိုက်ရလို့အိမ်ထဲကိုမှန်ကနေတဆင်ကြည့်တော့အထဲမှာဖုံးတွေအထက်ထန်းနဲ့လူမရှိပါဘူးသူလိုက်ကြည့်နေရင်းမှာပဲ ဘုံဆိုပြီးရုတ်တရက်နှဆိုးတကောင်ရင်မျက်နှာသူရှိတဲ့တဲ့ကိုပေါ်လာလို့ထိတ်လန့်ပြီးလဲကြသွားပါတယ်။အိမ်မှာလည်းရောက်ကမဖြစ်သူကဆဲမကိုရန်ဖြစ်ထားကြတာလားပြဿနာတစ်ခုခုရှိရင်တိုင်ပင်သိနေလို့ဆိုတော့ဆဲမကလည်းသူ့စိတ်ထဲထင်းနေတာတွေကိုပြောပါတော့တယ်။အာမန်ကဖောက်ပြန်နေတာလို့ပြောဆိုနေကလက်ထရီကလည်းမယုံကြည်နိုင်ဖြစ်နေပြီးဆဲမကလည်းပြောဆိုပြီးထွက်သွားပါတယ်။ဒီချိန်မှာပဲအန်ဒီဆူမီကကြောက်ကြောက်လန့်လန့်နဲ့ပြန်ရောက်လာကအိမ်ကိုလည်းဘဲဒီတန်ကြားလို့ဆဲမကသူ့သွားဖွင့်ပေးမယ်လို့ဆိုပါတယ်။ အန်ဒီဆိုမီကလည်းဆဲမာပြောတဲ့အိမ်ကလူမနေတဲ့အိမ်ကြီးတစ်လုံးဖြစ်ကြောင်းနဲ့ပဝင်းကျင်ကိုမေးကြည့်တော့လေအဲ့ဒီမှာလူမနေပဲဒီယာဆိုတဲ့နာမည်နဲ့လူလည်းမရှိဘူးလို့ဆိုပါတယ်အိမ်ကိုရောက်လာတဲ့လူကလည်းဒီယာဖြစ်နေတာပါဆဲမာကိုစကားပြောကျင်လို့လာတာပါလို့ပြောနေကအန်ဒီဆူမီကိုအေးအေးပါဖြောက်ခိုင်းလိုက်ပါသေးတယ်အန်ဒီဆူမီကတော့အတော်ကိုလန့်နေပါပြီလစ်ထရီကလည်းဆဲမာနဲ့စကားပြောနေတဲ့လူကိုသွားချောင်းကြည့်တော့ဆဲမာတယောက်တည်းကပဲစကားပြောနေတာဖြစ်ပြီးသူသွားကြည့်နေတော့မှပဲဘာမှမမြင်ရပဲ ဝင်မပါနဲ့လို့ဆိုတဲ့အတန်ကိုကြားလိုက်ရလို့ထိတ်လန့်သွားပါတယ်။ဇူမီကိုလည်းဆယ်မာထားတဲ့ရေမန်းတီကိုတွားကြည့်ခိုင်းလိုက်ကဒီချိန်မှာပဲဆယ်မာကအိမ်ထဲကိုဝင်လာပြီးစကားမပြောပဲအခန်းထဲကိုဝင်သွားလို့အနောက်ကနေလိုက်ကြည့်တော့ဂံမီဘိုကိုဖွင့်သွားတာကိုမြင်လိုက်လို့လစ်ထရီကတွားအပိတ်မှာပဲမိဒီကဝုန်းစိုထားတော့လာပြီးသူမှလည်းလန့်ပြီးအနောက်ကိုအဆုတ်မှာပဲရင်းနှီးအိုးကပြုတ်ကြပြီးအပူလောင်သွားပါတယ်ဒီတော့ဆယ်မာကရောက်လာပြီးဝင်ကူပြီးပါတယ် ခုနမြင်လိုက်ရတာကဆဲမအစစ်မဟုတ်ပါဘူးဒီတော့လစ်ထရီကလည်းဆဲမကိုမြင်ပြီးလန့်နေပါပြီအဲဒီနောက်မှာတော့အာမန်နဲ့အင်ကိုပြန်ရောက်လာပြီးသူ့အမေကိုပြုစုပေးနေရင်ဘာလို့ဒီလိုဖြစ်ရတာလဲဆူမီနဲ့ဆဲမကဘာလို့နေလို့လဲလို့မေးတော့ဆဲမကသူကဧည့်သည်နဲ့တွေ့နေတာလို့ပြောလိုက်တာနဲ့ဒီကလာလို့ဆိုကမယုံကြည်တဲ့စကားတွေနဲ့အပြန်အလှန်ပြောကြရင်စကားများကြပါတယ်အန်ဒီဆူမီကလည်းသူကတာဝန်ရှိတာဘာလို့ဆိုကတောင်းပန်နေလို့ရက်သွားကြပြီးဆဲမကလည်းထွက်သွားပါတယ် ဒီလိုနဲ့တညမှာတော့လစ်ထရီကဗလီစီယာကာယီကိုအကူအညီလမ်းတောင်းခဲ့ပြီမဲ့သူမအားလို့မလာနိုင်ဘူးလို့ဆိုတဲ့အတွက်သူစီကိုသွားပြီးအကာအကွယ်အတွက်ရေမှန်းယူဖို့လိမ့်စာပေးပြီးအန်တီဆူမီကိုလွတ်လိုက်ပါတယ်ဒီတော့ညာတွင်ချင်းပဲထွက်သွားတဲ့အခါမှာလမ်းမှာလူပြည့်ချင်းရောက်လာခဲ့ပြီလူတွေလမ်းပေါ်မရှိတော့သူမလည်းစိတ်ချောက်ချနေချိန်မှာပဲကားစီးဖို့ဆောင်ဆိုင်နေချိန်အနောက်ကနေအရေးကြီးပေါ်လာလို့လှည့်ကြည့်တဲ့အခါမှာသူအိမ်ထဲမှာမြင်ခဲ့တဲ့မကောင်းဆိုးဝါးကရောက်နေကသူ့အနားကိုတိုးလာနေလို့အနောက်ကိုဆုပ်အပ်သွား ကားတစ်စီးကဝင်တိုက်တာကိုခံလိုက်ရပါတယ်။တဖက်မှာလည်းကာယီကစာကြည့်တိုက်ထဲကိုဝင်ပြီးစာအုပ်တအုပ်ကိုယူပြီးဖတ်ကြည့်နေချိန်ရုတ်တရက်ခြောက်ချားစရာတွေစဖြစ်လာပြီးသူ့ဘေးကနေမကောင်းဆိုးဝါးကကိုထင်ပြကဖျက်လျှောက်သွားတာကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့ကာယီကမထိတ်လန့်ပါဘူး။ကျန်းစာကိုသာရွတ်လိုက်တာပါ။ဆယ်မာတို့လည်းအန်တီဆူမီကားတိုက်ခံရတဲ့အတွက်စီးရုံကိုရောက်နေကြပြီးလက်ထရီကလည်းဝမ်းနဲ့ငိုကြွေးနေကြ အာမန်ကိုလည်းစူမီတရတာကဆဲမာဖြစ်နေတာနဲ့ဆက်ဆက်နေပြီးဆဲမာတွေ့တွေ့နေတဲ့အိမ်ကြီးချင်းနဲ့ပတ်သက်နေတယ်လို့ပြောပေမဲ့အာမန်ကလည်းလက်မခံသေးပါဘူးဒီတော့ဆဲမာနဲ့တွေ့တဲ့အခါမှာသူတွေ့တွေ့နေတဲ့အိမ်ကြီးချင်းကတကယ်မရှိပဲသမီးဒီယာနဲ့တွေ့တွေ့နေတိုင်းသူ့ကိုမြင်နေရတာကသမီးတယောက်တည်းစကားပြောနေတာကိုပဲမြင်တာပါလို့ပြောပေမဲ့ဆဲမာကလည်းလက်မခံပါဘူးသူ့ကိုယူနေတယ်လို့ပြောနေတယ်လို့ထင်သွားကအတိတ်ပဲမရှိဘူးလို့ပြောရင်ထွက်သွားပါတယ် အန်ဒီဆိုမီကတော့တေဆုံးသွားကအလောင်းကို ထုတ်လာတာကိုမြင်တော့ literally လဲဝမ်းနဲ့ငိုကြွေးရပါတော့တယ်။အဲဒီနောက်မှာတော့ဆယ်မာကဒီယာရဲ့အိမ်ကိုညပတ်ကြီးရောက်သွားကအိမ်ကတူသွားတဲ့အခါမှာတော့အကောင်းတိုင်းကြီးပါပဲ။အထဲကိုဝင်သွားပြီးအိမ်ရှိမှရေမှန်းပလင်းကိုချလိုက်ချင်းဒီယာထွက်လာလို့ကြွေထားလိုက်ပါတယ်။ဒီယာကသူ့ကိုအိမ်ထဲကိုဝင်စေပြီးစကားထိုင်ပြောကြရင်ဆယ်မာကိုအနာကပ်ကသူတို့ကနင့်ကိုမလိုအပ်တော့ဘူး။ လူတွေကသူတို့ကိုသူတို့ချစ်တာပါလို့ပြောနေတာမိသားစုကြားမှာအမုန်းပွားစီမဲ့စကားတွေကိုပဲပြောနေတာပါတစ်ဖက်မှာလည်းလစ်ထရီကအိမ်ပြင်မှာညက်ဘက်ကြီးတပြက်စီးလဲတန်ကြားလို့ထွက်ကြည့်တော့ဘသူမှမရှိပါဘူးသူထွက်လာပြီးတပြက်စီးကိုကောက်ကင်လိုက်ချင်းတပြက်စီးမှာသွေးတွေပေးနေတာကိုမြင်လိုက်ရပြီးလွတ်ချလိုက်ပါတယ်ဆဲမားကလည်းသူ့ကိုနှစ်သိမ့်ပေးနေတယ်လို့ထင်နေတာဒီအားနဲ့ဖတ်လိုက်တဲ့အချိန်သူချထားတဲ့ရေမန်းပလင်းကအမဲရောင်ပြောင်းသွားတာချက်ချင်းပဲကွဲထွက်သွားပါတယ် ဒါကိုလည်းဆယ်မာကမြင်လိုက်ပြီးချက်ချင်းသဘောပေါက်ပြီးထိတ်လန့်သွားကဒီယာကိုတွန်းလိုက်ပါတယ်။ဒါကိုလည်းဒီယာကတတိထားမိသွားပြီးသူ့ရဲ့ပုံစံအမှန်ကိုတည်သွားပြီးဖြစ်တာကြောင့်ချက်ချင်းပဲအိမ်ကလည်းအပြက်ကြီးတစ်ခုဆိုတာကိုဆယ်မာမြင်သွားပါတယ်။ဒီအချိန်မှာပဲသူလှည့်ကြည့်တော့ဒီယာကမကောင်းဆိုးဘွားတစ်ကောင်ဖြစ်နေပြီးသူကြည့်နေတော့မှာပဲ။ဘုံဆိုအနာကိုတိုးလာလို့ထိတ်လန့်ပြီးလဲကျသွားကသူအနာမှာအသားစိမ်းတွေထည့်ထားတဲ့ပုံကြီးတစ်ခုလည်းရှိနေတာပါ။ တဖက်မှာလည်းလစ်ထရီကိုကဲပါအောင်လို့ပြောလို့လှဲ့အကြည့်ဘာမှမရှိပါဘူးဒါပေမဲ့သူ့ဘေးကိုစူမီကကြောက်စရာပုံစံနဲ့ရောက်နေလို့ထွက်ပြေးရပါတော့တယ်သူမှပြေးနေရင်တန်နီယာအရောက်မှဒီယာကသူ့အရှိရောက်လာပြီးအနာကိုတိုးလာနေလို့ထိတ်လန့်ပြီးလေကားကနေပြုတ်ကျသွားပါတယ်ဆဲမာကိုအိမ်ထဲမှာဒီယာကချောက်လန့်နေပြီးသူနာတိုးလာနေလို့ဖျားစာရွတ်လည်းမရပါဘူးမျက်နာကြီးကနီးရဲနေကသူ့ကိုကြည့်ပြီးအော်ဟစ်နေလို့အမြန်ထွက်ပြေးပါတော့တယ် ဆယ်မာလည်းအိမ်ကိုပြန်ပြေးပြီးအာမန်ကိုခေါ်ပြီးအိမ်ထဲကိုဝင်လာခဲ့ပေမဲ့အိမ်ထဲမှာဘသူမှမရှိပါဘူး။သူအပေါ်ကိုအတက်မှာပဲဒီယာကသူ့ရှိကရောက်နေပါပြီ။ပြန်ဆင်းတော့လေသူသွားမယ့်အရှိတွေကိုအယောင်ဆောင်ထားတဲ့ပုံစံတွေကပေါ်လာကြပြီးပိတ်ထားကဆယ်မာကိုဝိုင်းကြည့်နေပြီးချက်ချင်းပဲမကောင်းဆိုးဝါးတကောင်နဲ့အဖြစ်ပေါင်းသွားကဆယ်မာလည်းကျန်းစာရွတ်လိုက်တဲ့အတွက်မကောင်းဆိုးဝါးကလည်းအနာကိုဝုံးဆိုးရောက်လာပြီးပျောက်ကွယ်သွားပြန်ပါတယ်။ ဒီတော့ဆဲမားလည်းအပြင်ကိုထွက်ပြေးရင်တင်ငယ်ချင်းအင်ဒရီစီကိုရောက်သွားကအကူကြီးတောင်းလိုက်ပြီးသူ့ရဲ့ဦးလေးစီကိုသွားမှာမဟုတ်အကူကြီးပြေးဖို့နဲ့အာမန်ကလည်းပြန်မလာဘူးလို့ဆိုပါတယ်အင်ဒရီကလည်းထိတ်လန့်နေတဲ့ဆဲမားကိုရီတိုက်လိုက်ကခဏထားခဲ့ပြီးထွက်သွားမှာပဲဇပွဲပေါ်မှာတင်ထားတဲ့အာမန်ရဲ့မိကျစ်ကိုမြင်သွားပါတယ်ဒီတော့အခန်းတွေတဲကိုလိုက်ရှာကြည့်နေရင်းမှာအင်ဒရီရဲ့အခန်းတဲကိုလည်းတိတ်တိတ်လေးဝင်ကြည့်တော့လည်းမတွေ့ပါဘူးနေရာဆုံးလိုက်ကြည့်ရင်ပြန်ထွက်မယ်အလုံးမှာပဲအာမန်ကရေချိုးကန်းထဲကနေထွက်လာပါတယ် ဒီတော့ဆယ်မာကငကိုကမှတန်တရားရှိနေသူမို့ချက်ချင်းပဲအာမန်ရှင်းပြတော့ကိုနားမထောင်တော့ပဲဒေါသတွေထပ်ပြီးပြောဆိုလုပ်နေကအင်ဒရီကရှင်းပြဖို့လုပ်ပြီးမယ်လက်မခံပဲရန်တွေ့ပြီးပြောဆိုလုပ်နေတာပါဒီတော့အင်ဒရီကပြန်អော်လိုက်ပြီးအာမန်ကနင့်အပေါ်ဒီလောက်ကောင်းပေးလာတော့နင်းကတကူကောင်းဆန်တာလို့ပြောလိုက်ပါတယ်ဒီတော့အင်ဒရီကိုပါပိတ်ရိုက်လိုက်ပြီးအာမန်ကတားနေတဲ့ဂျားကပဲငါကတကူကောင်းဆန်တယ်ဆိုရင်ငါကွာရှင်းပေးမယ်လို့ပြောလိုက်ပြီးချက်ချင်းပဲထွက်သွားပါတယ် အာမန်လိုက်ခေါ်လဲမရတော့ပါဘူးဒီတော့အာမန်လည်းကားနဲ့အနောက်ကနေလိုက်သွားကစင်မာသွားတာကဦးလေးကာယီစီကိုပါကာယီကဓာရီကိုတိနေပြီအာမန်နဲ့မင်းရဲ့ဆက်ဆံရေးကို တစုံတစ်ခုကဖျက်ဆီးဖို့ကြိုးစားနေတာဖြစ်ပြီးအဲ့ဒါကအိမ်တောင်ရေးကိုဖြိုခွင်းနိုင်ကြောင်းနဲ့ပေါင်တင်ဆက်ဆံရေးကိုဖျက်ဆီးနိုင်တဲ့ဂျင်းတကောင်ပဲလို့ဆိုပါတယ်အဲ့ဒီဂျင်းရဲ့နာမည်ကဒါဆင်းပါဂျင်းကြောင့်ပဲအိမ်ကမိသားစုတွေတယောက်နဲ့တယောက်အစင်မပြေတာတွေဖြစ်အောင်ဖန်တီးနေတာဖြစ်ခါ ဆဲမာကိုအမြင်အာရုံလဲစားပြီးမိသားစုတွင်မှပြဿနာတွေဖြစ်လာအောင်လုပ်နေတာကဂျင်းတကောင်ပဲဖြစ်နေတာပါပဲ။ကာယီကစာအုပ်တအုပ်ကိုပြပြီးဒီစာအုပ်ကတလွဲသုံးချင်းမခံရအောင်ချိတ်ပိတ်ကာကွယ်ထားတာဖြစ်ပြီးဒါပေမဲ့ဒါကိုအခိုးခံရတယ်လို့ဆိုပါတယ်။ဒီတော့ဒါကိုယူသွားတဲ့လူကဂျင်းတာဆင်းကိုတုံးချပြီးဆဲမာတို့ရဲ့အိမ်ထောင်ရေးကိုပြဿနာတွေဖြစ်အောင်ဖန်တီးနေတာပါ။အဘိမဲ့သူတို့အိမ်ထောင်ရေးကိုပြန်ကယ်တင်ဖို့နီးလန့်ရှိသေးတယ်လို့ဆိုပါတယ်။ဆဲမာခြေလက်တန့်စင်နေခြင်း အာမန်လည်းရောက်လာပါတယ်။ပြီးတာနဲ့ဘုရားကျောင်းထဲမှာရုပ်ဖတ်တာတွေပြုတ်လုလိုက်ရင် ကာယီကရေမန်းနဲ့ဖျန်းပေးနေခြင်းတစ်ဖက်ကလည်းစာအုပ်ကိုခိုးသွားတဲ့လူကစာအုပ်ကိုအသုံးချနေပါပြီ။ဒီအချိန်မှာပဲရုတ်တရက်ဆင်မရဲ့ရှေ့ကိုဂျင်းကပေါ်လာပြီးထိတ်လန့်သွားကချက်ချင်းပဲဆင်မကိုပူးကပ်သွားပြီးလေးဘုံကိုမြောက်တက်သွားပါတယ်။ကာယီကသူ့ရှေ့ကနေသူ့ရဲ့တောင်ဝင်းနဲ့နှစ်ဖူးကိုထောက်ပြီးရုပ်ဖတ်တာတွေပြုတ်လုလိုက်တာနဲ့အောက်ကိုပြန်ကျသွားပြီးအာမန်ကိုကယ်ခိုင်းနေကငုံကြီးနေပါတယ်။ အာမန်ကအနားကိုသွားဖို့ပြင်တော့တားထားလိုက်ပြီးကာယီကဆယ်မားရဲ့အနားကိုကတ်သွားတဲ့အခါမှာရုတ်တရက်တိုက်ခိုက်ခံလိုက်ရပြီးတောင်ဝေးလဲကျိုးသွားသလိုခြားထားတဲ့ရေမန်းပလင်းလဲကွဲထွက်သွားပါတယ်။ဆယ်မားကတောင်ဝေးအကျိုးကိုယူပြီးကာယီရဲ့ခြေထောက်ကိုထိုးချလိုက်ကဝင်တားတဲ့အာမန်ကိုလဲတိုက်ခိုက်လိုက်ပါတယ်။အာမန်ကိုထပ်ပြီးအပေါ်ကနေရှာအရှိကြီးထွက်လာပြီးခြောက်လှန့်နေကြီးကာယီကခေါင်းကိုကမ်းပြီးထိ ंछ ုပ်ကအပနှင်ပြေးလိုက်တော့မှငြိမ်ကျသွားပါတယ်။ ဇေမားကလည်းတတိမိသွားတာဖြစ်ပြီးသူ့ရည်လည်းထွက်ကြလာလို့စေယုံကိုအမြန်ခေါ်သွားကြရပါတယ်။အဲဒီနောက်မှာတော့အာမန်ကဇေမားရဲ့အနားမှာစောင့်နေပြီးဇေမားလည်းတတိပြန်ရလာတဲ့အခါမှာတော့သူ့ရဲ့ကလေးကိုဆုံးရှုံးလိုက်ရတာကိုတိလိုက်ရကနှစ်ယောက်လုံးဝမ်းနဲ့ငိုကြွေးနေကြပြီးအာမန်ရဲ့အမေကလည်းအပါအဝင်ပါပဲ။အဲဒီနောက်မှာတော့ဇေမားတို့ပြန်လဲပြီးပုံမှန်အခြေအနေကိုပြန်ရောက်လာကကာယီကိုခေါ်ပြီးအိမ်မှာဆူတောင်းပွဲပြုလုပ်ဖို့ပြင်နေက အန်ဒီလည်းရောက်လာတော့ဆယ်မာကလည်းသူ့ကိုအာမန်ကအမှန်တိုင်းပြောပြလို့တီးလိုက်ရပြီးအထင်လွဲခဲ့တာတွေအတွက်တောင်းပန်ပါတယ်လို့ဆိုပါတယ်ဒီတော့တငယ်ချင်းနှစ်ယောက်အဆင်ပြေသွားကြပါတယ်ဒီလိုနဲ့ဆူတောင်းပွဲမှာကာယီကစကားပြောဆိုပြီးတာနဲ့ကျန်းစာရုံးမဲ့အချိန်အန်ဒီကထလာပြီးသူဓမ္မတာလာနေလို့လို့ပြောတဲ့အတွက်ဆယ်မာကသူ့ရဲ့အခန်းကိုသွားခိုင်းလိုက်ပါတယ်အန်ဒီကအခန်းထဲကိုရောက်တာနဲ့အန်ဆွဲတဲကနှစ်ဆွဲလေးကိုတွေ့သွားပြီးကြိလိုက်တာ ဆဲမှာကောက်ရတဲ့နှဆွဲလေးဖြစ်ပြီးအင်ဒီရဲ့နှဆွဲဖြစ်နေတာပါတကယ်တော့ဂျင်းကိုစင့်ခေါ်တဲ့စာအုပ်ကိုခိုးသွားတာကလည်းအင်ဒီပါပဲဆဲမှာကို မနာလိုလို့နဲ့အာမန်ကိုသဘောကျတာကြောင့်ပါ အင်ဒီကတူယူလာတဲ့အယုတ်ကလေးကိုဘရီဇင်ရဲ့အောက်မှာဖြတ်သွားပြီးအရင်ကလည်းဒီလိုအယုတ်ကလေးတစ်ခုကိုအိမ်မှာသူ့ဘက်ထားခဲ့ဘူးပါတယ်နောက်ဆုံးမှာတော့အင်ဒီကသူ့ကိုယ်သူမှန်မှန်ပြန်ကြည့်နေရင်သူ့ရဲ့ပုံစံကမကောင်းဆိုးရတဲ့ကောင်အဖြစ်မှန်တယ်မှာပေါ်လာကဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများနဲ့အတူကတ်သုံးဘကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။